မြန်မာပြည်သူပြည်သားအားလုံးမင်္ဂလာပါရှင့်ဒီကနေ့မှတော့မြန်မာနိုင်ငံနေရာအနှံ့ပြအောက်တိုဘာ30ရက်မှနိုဝင်ဘာပထမပတ်အတွင်းမိုးထစ်ချုံ၍နေရာကွက်မိုးကြီးနိုင်သည့်ထူးခြားမိုးလေဝသသတင်းနှင့်ပတ်သက်ပြီးကြိုတင်အသိပေးလိုပါရရှင့်မင်္ဂလာပင်လယ်အော်ရှိ လေဝေလိုင်းမှတဆင်ဖြစ်ပေါ်လာနိုင်သည့်ဆိုင်ကလုံးမုန်တိုင်း၏အရှိန်ကြောင့် လာမည့်အောက်တိုဘာ30ရက်မှ နိုဝင်ဘာလပထမပတ်အတွင်းမြန်မာနိုင်ငံနေရာအနှံ့အပြားမိုးထစ်ချုံရွာနိုင်ပြီးနေရာကွက်၍မိုးသေးထန်နိုင်ကြောင်းသိရသည်။လေဝေလိုင်းသည်ပုံမိုအားကောင်းလာပြီးနောက်လာမည့်အောက်တိုဘာ29ရက်နှင့်30ရက်တို့တွင်ဆိုင်ကလုံးမုန်တိုင်းအဖြစ်အိန္ဒိယနိုင်ငံအန္ဒရာပရာဒေ့ရှ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းရင်းနောက်မုန်တိုင်းကျွင်းကြံများသည့် မြောက်အရှိမြောက်ဘက်ကိုဆက်လက်၍ရားနိုင်ကြောင်းမုံတိုင်းလန်းကြောင်းကြိုတင်ခံမှန်းချက်များအရနိုင်ငံတကာမိုးလေဝသစောင့်ကြည့်သူဆရာဝင်းနိုင်ကယနေ့အောက်တိုဘာ24ရက်နေ့လယ်ပိုင်းအချိန်လူမှုကွန်ရက်မှတစ်ဆင့်ဖော်ပြထားသည့်ဆိုင်ကလုံးမုံတိုင်းရှိန်ကြောင့်ရခိုင်ကမ်းရိုးတန်းကကန်းနီးပင်လေပြင်အေယာဝရီမြဝကျုံးပေါ်ကန်းနီးပင်လေပြင်နှင့်မွန်တနင်းသာရီကန်းနီးပင်လေပြင်များမှရေလုံသားများအနေဖြင့်အထူးသတိထားတဲ့ကြောင်းနင်းကဆိုပါသည် ရေလုံသားများအနေနဲ့အောက်တိုဘာ24ရက်မှစတင်ပြီးနိုဝင်ဘာလစံပိုင်းရက်များအထိအရှိတောင်ဘက်မှလေးတိုင်နှုန်းတနာ25မိုင်မှ မိုင်30ခန့်လိုင်းမြင့်6ပေမှ9ပေခန့်အထိရှိနေနိုင်တာကြောင့်လိုင်းလေကျန်းလာနိုင်မည်အခြေအနေကိုအထူးသတိပြုရှောင်ရှားနိုင်ကြပါယင်အတိပေးတင်ပြလိုက်ပါတယ်ဟုဆရာဝန်နိုင်ကရေးသားထားသည်ကို တွေ့ရပါတယ်ရှင်